respect ပေးတယ်လူတွေကိုဟုတ်လားဆိုတော့အခုကျမတို့ဆိုရင်ကျမတို့ចောင်းတော့ကတငယ်ချင်းတွေအများကြီးရှိတယ်ငယ်တငယ်ချင်းတွေ네ပဲအသီးသီးမှအောင်မြင်နေကြတယ် ကျောင်းတော့ကတငယ်ချင်းနေเนาะဒါပေမဲ့သူတို့လက်ရှိအောင်မြင်နေတာဟာကျောင်းတော့ကကျွန်တော်တို့အဲမှတ်ပုံနေနေရနာမည်တွေမဟုတ်ကြဘူးလက်ရှိဒီ present ဒီမှာအောင်မြင်နေကြတာဒီသူတို့ရဲ့ဒီလက်ရှိ live မှာပေးထားတဲ့နာမည်လေးတွေနဲ့အတိအကျအောင်မြင်နေဆိုကိုရီးယားလူချင်းလူချင်းတွေ့ရင်ဒီ official ခုနကကတော့အာဒီ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 မှတ်ပုံနေနေရနာမည်ကိုသွားပြီးကိုကခေါ်ပြီးတော့မှလူတော်တွေမှာခေါ်လို့မရဘူးသူရဲ့လက်ရှိအောင်မြင်နေတဲ့ဖြစ်တည်မှုကိုပဲကိုရီးယား appreciate လုပ်ရတယ်ဒီလက်ရှိအောင်မြင်နေတဲ့နာမည်ပေါ်မှာပဲဟာငါငယ်တငယ်ချင်းမလို့ကျောင်းတော့မှတ်ပုံနေ နဲ့ကနာမည်ငါတို့အကြောင်းတော့ကနာမည်နဲ့ခေါ်မယ်အဲ့လိုများအဲ့ဒါ respect လူတယောက်ပေါ်မှာပေးတဲ့ respect ဘယ်နေရာမှာမှတော့မပြထမ်းထားဘူးဒါပေမဲ့ respect အဲ့ဒါနော်ဆိုတော့အခုလူတွေဟာအောင်မြင်နေကြအခုအမဆိုအယ်မွန်တဲ့နော်ခေါ်ချင်းခေါ်ချင်းမခေါ်ချင်းချင်းအတိမတ်ပြုတ်ချင်းချင်းမပြုတ်ချင်းချင်းအမဒီအယ်မွန်တဲ့မဲ့ခုနမင်းကဆယ်မွန်တဲ့လို့ခေါ်လိုက်တယ်ချင်းလို့စတာအမမကြိုက်ဘူးလေအမနာမည်ရှိတယ်လေဟုတ်လား မင်းတို့လည်းချစ်လို့ဆမယ်ကွာအခုမင်းက n sin ထက်ဟုတ်တယ်လားတားနာမယ်ကကဲတားကိုဟိတ်ကောင်စိုး sin ထက် e နဲ့ sin ထက်ချစ်လို့ဆတာပါကွာမင်းကလည်းချစ်လို့ခေါ်တာပါကွာလူတော်ထဲမှာခေါ်မယ်ကြိုက်သလားမကြိုက်ဘူးလေအမခုပြောတယ်လို့မျိုးပေါ့ဘလောက်ယဉ်နီယဉ်နီလူဟာ respect ထားရမယ်ချစ်လို့ပဲခေါ်ခေါ်ငါကတော့ခေါ်လို့ရတယ်လို့ပဲခေါ်ခေါ်အမဘယ်တော့မှမခေါ်ဘူး အမအခုပြောပါအောင်လားတမီးစိုးနဲ့အမနဲ့အရင်ရင်းနေတယ်တမီးစိုးကိုတနိုင်ငံလုံးကပေးထားတဲ့ nickname တွေတနိုင်ငံလုံးသိတယ်အမပြောစရာမလိုဘူးအမဘေးတုံးကမှသူ့ကိုမခေါ်ခဲ့ဘူးဘာဖြစ်လို့လဲသိလား respect အမသူ့ပေါ်မှာထားတဲ့ respect ညီမလေးအမခွန်ရင်ရတယ်လေအမနဲ့အရင်ရင်းနေတယ်လေဟုတ်လားစိတ်ဆိုးမှလည်းမဟုတ်ဘူးဒါပေမဲ့စိတ်ဆိုးသည်ဖြစ်စေမဆိုးသည်ဖြစ်စေဘယ်သူမှမကြိုက်ဘူးဒါမျိုးဆိုတာသူများမကြိုက်တဲ့ကိစ္စစိတ်ထင်းကနေသူများမကြိုက်မဲ့ကိစ္စအမမလုပ်ဘူး ငါကတော့ရင်းနှီးလို့ချစ်စနှုံးနဲ့ခေါ်တာပဲအမမခေါ်ဘူးသူ့ကိုသူ့ရဲ့တကင်းကိုဖြစ်တည်မှုအတိုင်းကိုပဲအမကသူ့ကို appreciate လုပ်တယ်ဒါအမရဲ့ဒါဒါထင်ရှားတဲ့ဥပမာကိုပြောပြတာနာမည်တော့အမမခေါ်ဘူးညီမလေးညီမလေးကိုထက်လဲငယ်လို့အမဒီလိုပဲခေါ်တယ်အဲ့တော့ဘာမှတော့မဟုတ်ဘူးဒါတွေကလေနော်ဘာမှတော့မဟုတ်ဘူးဒါပေမဲ့ social မှာအရင်အရေးပါတယ် communicate လုပ်တာတယောက်နဲ့တယောက်နဲ့ social မှာ communicate လုပ်တဲ့နေရာမှာအရန်အေးပါတယ်ဆိုတော့တူတူကိုကိုလေးမကြိုက်ဘူးလို့တော့မပြောပေးမယ်စိတ်ထဲမှာဖုတ်သွားမယ်မကြိုက်ဘူးလို့တော့အားနာလို့မပြောပေးမယ်စိတ်ထဲမှာမကြည်နပ်ဘူးဖြစ်သွားမယ်အဲ့ဒါ social နော်ဒါကြောင့်မလို့သူများ nickname ဆိုတာလက်လွတ်စပယ်နဲ့မခေါ်ရဘူးဒါအမဆို nickname မဟုတ်ဘူးနော်အမနာမည်လည်းမဟုတ်ဘူးဒါပေါပန်လေးစေဒီတိုင်းမှာဖြစ်တဲ့ဟာလူတွေကလေလိုက်ပြီး salmon thin salmon thin salmon thin နဲ့ဟုတ်လားဆိုတော့ အမတော့ဘာမှမဖြစ်သွားဘူးအမလက်ရှိရက်တည်နေရသည်အမအယ်လ်မွန်သင်းအမနာမည်အယ်လ်မွန်သင်းဟုတ်လားဒါဆိုရင်ဆယ်မွန်သင်းလို့ဘာဖြစ်လို့ခေါ်တာလဲချစ်လို့ခေါ်တာမဟုတ်ဘူးနာမည်ရှိရလေနာမည်ချစ်တယ်ဆိုလို့ရှိရင်မအယ်လ်မွန်သင်းကြီးခေါ်လို့ရတယ်လေမမသင်းကြီးခေါ်လို့ရတယ်လေဟုတ်လားဒါဆိုချစ်လို့တော့မဟုတ်ဘာဖြစ်လို့လဲဒါဆိုရင်သူများတယောက်ရဲ့နာမည်ကောင်းတဲ့နာမည်မဟုတ်ဘူးလေအတားဆိုအမရဲ့အမကိုရွှေမင်းသမီးလေးစိန်မင်းသမီးစိန်ဘယင်မကြီးအခုခေါ်နေကြစိန်ဘယင်မကြီးလို့ခေါ်ပါလားချစ်လို့လေဘာဖြစ်လို့မခေါ်တာလဲ ကောင်းတာနဲ့မကောင်းတာဆိုမကောင်းတာကိုပဲလူတွေကအငုံစေအရာမွေလျော်တဲ့သဘောရှိတယ်။ဒါကြောင့်မလို့ဆယ်မွန်တင်းလို့ကြော်ဝင်းမောင်ကလာပြီးပြောလိုက်တဲ့ဟာမှာအဲ့ဒီဟာကိုပေါက်မြောက်ပြီးလူတွေကဟာဒါဆိုရင်တော့ချိုးဖဲလိုက်တာ။ဒါဆိုရင်တော့နှိမ်နှင်းလိုက်တာ။ဒါဆိုရင်တော့ throw တာဆိုတစ်ချိန်လုံးဆယ်မွန်တင်းလိုက်လို့ဒါ throw တာလေ။စိန်ဘီယံမာကြီး diamond queen အမနာမည်ကြီးနေတာ။ချစ်လို့ဆိုခေါ်လေစိန်ဘီယံမာကြီး diamond queen မမ diamond queen မမစိန်ဘီယံမာကြီးခေါ်ပါလား။ဘာဖြစ်လို့မခေါ်တာလဲ။ချစ်လို့လေ။ ဒါကြတော့အရန်ဖုံးတော်ဖွဲ့တဲ့ဟာဆိုတော့ဖုံးတော်မဖွဲ့ခြင်းမူမတိစိတ်ကဆယ်မွန်တင်းလဲဆိုလဲဆိုတော့ဟာဆယ်မွန်တင်းဆယ်မွန်တင်းနဲ့လိုက်ပြီးဆယ်မွန်တင်းညတာ due to respect တယောက်နဲ့တယောက်နဲ့အမားတို့ဟာလူမှုဆက်ဆံရေးမှာသူများမကြိုက်တဲ့ဟာဆိုမလုပ်ရအောင်သူများမကြိုက်တဲ့ဟာဆိုမပြောရအောင်နောက်တစ်ခါ public ကြီးမှာနော် public ကြီးမှာလူတယောက်ရဲ့နာမည်ကိုလက်လွတ်စပင်နဲ့မဖြတ်စင်းရဘူးလူတယောက်ရဲ့နာမည်ကိုလက်လွတ်စပင်နဲ့အဲ့လိုမျိုးမလုပ်ရဘူး ဲ့ဒါလူမှုရေးကျင့်ဝတ်အရာဘယ်မှာမှတော့မပြထမ်းထားဘူးဒါပေမဲ့ဆိုရှယ်မှာအရန်ထိခိုက်တယ်နော်ဒါကြောင့်ကျမလေးဒီနေ့ဒီချိန်ထိဘယ်လောက်ပဲရင်းနေရင်းနေသူများကိုသူများသတ်မှတ်ထားတဲ့သူများကြိုက်နေတတ်တဲ့သူများသူ့ကိုယ်သူအာသတ်မှတ်ထားတဲ့နာမည်ကိုပဲကျွန်မခေါ်တယ် ဘယ်တော့မှ nickname နေဘယ်တော့မှချစ်လို့မလို့ဘယ်လိုတွေကျမဘယ်တော့မှမခေါ်ဘူး။ဒါကြောင့်လူတယောက်ဆိုရင်ကျမလေနာမည်ခေါ်ပြီးစကားပြောတာတော့ခဲရင်းနေ။အမတန်ဒီဆိုရင်မမရင်အမလို့တော့မခေါ်ဘူး။မမရင်ညမတန်ဒီဆိုရင်ညမလို့တော့မခေါ်ဘူး။ညမလေး။တမီးတမီးလေးတာတမီးတာနာမည်တော့ကျမမခေါ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ပို့ပြီးတော့မှပို့လိုက်ဖြစ်အောင်ပို့ပြီးတော့မှဝမ်းမလီဖြစ်အောင်လို့မလို့ကျမလေလုံးဝချစ်ခင်စွာနဲ့နှွေးထွေးစွာနဲ့ကျမအဲ့လိုအခေါ်ပြောမျိုးကိုခေါ်ခေါ်တယ်။ ကိုတက်ကြီးတဲ့သူတွေဆိုရင်လည်းအမအဆိုရင်တော့မှနည်းနည်းလေးပြက်တက်တက်ကြီးဖြစ်နေသေးတယ်မမရင်လေးစားမှုယိုသေမှုချစ်ခင်မှုတွေပါတယ်အငယ်တွေဆိုရင်လည်းညီမလေးညီမလို့တော့မခေါ်ဘူးညီမလေးနှွေးထွေးမှုတွေမြစ်တာတရားတွေပါတယ်နော်ဒါကြောင့်မလို့ဒါဟာလေအရန်တတိထားရမယ်နော်ကျမတို့မြန်မာဆိုရှယ်မှာလေအရန်အဲ့ဒီကိစ္စကလေသူများနာမည်ကို throw ရတဲ့ကိစ္စကလေတအားဆိုးတယ်နော်ဆိုတဲ့ကစား ထရိုးခံတဲ့သူဘာဖြစ်သွားလဲဘာမှတော့မဖြစ်သွားဘူးဒါပေမဲ့သူ့နဲ့ဆိုရှယ်လုပ်တဲ့ချိန်မှာတစ်ဖက်လူခံရတဲ့သူဟာစိတ်ထဲမှာအမြင်မကြည်မာတော့တေးကြတယ်ဟုတ်လားနော်အဲတမီးတော်ရချစ်လွန်းလို့ချစ်တည်တယ်လို့ခေါ်တာဟုတ်တယ်လားကျမပြောရရင်ဟိုအကောင်းနဲ့အပြုတ် positive ဟာလေအများကြီးရှိပါတယ်ဒါပေမဲ့ positive ကိုလူတွေကမသွားဘူးနော် negative ကိုလူတွေကသွားတယ်ဟုတ်လားဆိုတော့ကျမဆိုလေဘယ်တော့မှသူများ nickname ကျမဘယ်တော့မှမခေါ်ဘူး ဒါကျွန်မလူတွေပေါ်မှာထားတဲ့ respect เนาะအဲ့ဒါလေးကိုသတိထားဖို့အတွက်ပြောပြတာเนาะဆိုတော့ ကြိုက်သလားလို့ကျမကလာပြန်မကြိုက်ဘူးကျမနာမည်မဟုတ်ဘူးနော်ကျမမကြိုက်ဘူးကျမကလာမခေါ်နဲ့ကျမဆယ်မွန်တင်ကျမကလာမခေါ်နဲ့ကျမမကြိုက်ဘူးလုံးဝမကြိုက်ဘူးယင်းနီးတဲ့သူကခေါ်တာလည်းမကြိုက်ဘူးမယင်းနီးတဲ့ခေါ်တဲ့လူကခေါ်တာလည်းမကြိုက်ဘူးအားနာလို့မပြောပေမဲ့စိတ်ထဲမှာအထင်သေးစိတ်တော့ဖြစ်တယ်ငါမကြိုက်ဘူးလို့ပြောတာကိုသိရတာနဲ့ဆက်ပြီးခေါ်တယ်ဆိုရင်ဒီလူကိုသိအထင်သေးတာပဲဆိုရင်စိတ်တော့ဖြစ်တယ်ကျမတို့ကလူတရားမှာမကြိုက်ဘူးလို့သိတယ်ဆိုရင်ဒီလူပေါ်မှာ respect ထားရမယ်နော်သူဟာမကြိုက်ဘူးဆိုငါခေါ်လဲကြိုက်မှာမဟုတ်ဘူးရှင်းနေတာပဲလေအဖြစ်အပျက် ဟုတ်လားဘာဖြစ်လို့လဲဆိုတော့ကျမတို့ရက်တီနေတဲ့နာမည်ရှိတယ်မိမွေတိုင်းဖောင်မွေတိုင်းနာမည်ရှိတယ်နှစ်သူများလူတယောက်ရဲ့နာမည်ကိုဖြတ်လို့ဖြတ်စည်းနေလွယ်လွယ်ကူကူနဲ့မဖြတ်စည်းရဘူးဒါကြောင့်ကျမကလေကျမတို့ရင်းနှီးတဲ့ဆယ်လီတွေအများကြီးရှိတယ်ဆယ်လီတွေအများကြီးပဲကျမတို့ဒါအကုန်လုံးသိနေကြတဲ့ဆယ်လီတွေအများကြီးဘယ်ဆယ်လီရဲ့ nickname မှာကျမသွားမခေါ်ဘူးညီမလေးတာသမီးဒီလိုပဲကျမခေါ်တယ်တတိထားဖို့နော်ကျမတို့လည်းလာမခေါ်နဲ့ကျမမကြိုက်ဘူး ဟုတ်ပြီလားကျွန်မလည်းသူများကိုမခေါ်ဘူးเนาะဒါကျွန်တော်တို့လူမှုဆက်ဆံရေးမှာအရင်အရေးပါတယ်เนาะကျွန်တော်တို့ဒီဘယ်လိုပဲဖြစ်ဖြစ်လက်ရှိအောင်မြင်နေတဲ့သူရဲ့လက်ရှိဘဝရဲ့လက်ရှိအခေါ်အဝေါ်ကိုပဲကျွန်တော်တို့လေးစားမှုရှိရမယ်အဲ့ဒါလူချင်းဝက်เนาะ